အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိုင်းဆာမရင်ရင်တို့မန္တလေးရေးသားထားတဲ့အမားဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အမားစေယုံပေါ်မှာထူထူဆန်းဆန်းဘယ်သူကတချင်းဆိုနေတာလဲအင်းတသားတို့အခမ်းပါဝကတင်ကဖွဖွားကြီးအုတ်ထရန်ကြီးကို ကြောမိထိုင်ပြီးတချင်းဆိုနေတာတသားကဒီတချင်းကိုရနေတယ် အဲ့ဒါကြောင့်မို့သာတခြင်းမှန်တည်နေတာသူဆိုနေတာက အော်အော်ကြီးအတန်လည်းမကောင်းဘူးအေးလေလေဖြတ်နေတဲ့လူပါဆိုမှဘယ်အတန်ကောင်းပါမလဲတာတာအလောက်ကမနဲ့မိုးလင်းတာနဲ့စပြီပထမဆုံးအိတ်တဲ့အိယာကိုတင်ရတယ်တမန်သလင်းပေါ်ကပလတ်စတစ်ဖြာကိုခောက်ရတယ်အဲ့ဒီအချိန်ဆိုရင်လူနာကရင်ပေါ်ကမေမေလဲနှိုးနေပြီဖေဖေကတန်ရှင်းရင်လှုပ်ပေးနေပြီ။ ထုံးစံအတိုင်းလိုက်ကအပြာကြီးကလိုပေါ့အဲ့ဒီလိုက်ကကြီးပြန်သိမ်းပြီးရင်တတကမမေရဲ့ CEO ကိုအိမ်သာထဲမှာသွားသွင်ရမယ်လေဟုတ်ပါတယ်တတတို့မမေကစိတ်ယုံတက်နေရတာတတတို့ကမန္တလေးကလာတာလေမမေကရထားပေါ်မှာတင်လေးဖြတ်ပြီးကိုတချမ်းထေသွားတယ်ရန်ကုန်ရောက်တာနဲ့မမေတငယ်ချင်းဒေါက်တာအန်ဒီကဆေးရုံတင်ဆေးရုံတင်ဆိုပြီးတော့ဆေးရုံတက်ခိုင်းတာနဲ့မမေကမတက်ချင်ပဲတက်လိုက်ရတယ်။ အမလေးကံကောင်းလို့မမေကောင်တဲကသွေးကြောပေါက်သွားတာတဲ့ဆေးရုံပေါ်မှာ၁၄ရက်နေရမယ်တဲ့ဒါနဲ့တသားနဲ့ဖေဖေလဲကလေးကလေးနဲ့လူနာဆောင်ဖြစ်ရတော့တာပေါ့ညာဆိုရင်မမေကလူနာကလေးပေါ်မှာအိတ်တသားတို့ကပြောခဲ့ပြီးတဲ့အတိုင်းတမန်သလင်းပေါ်မှာအိတ်အမေဆေးရုံပေါ်မှာတသားဖြစ်ပြင်းလိုက်တာသားတို့အရွယ်ဆိုရင်ဘယ်သူမှ လူနာမဆောင်ကြဘူးတသားဖြစ်တငယ်ချင်းလည်းမရှိဘူး ။တသားရဲ့သုံးနှန်းကြောင်းရက်တွေလည်းပြတ်နေပြီ။ဒါပေမဲ့ဘာတတ်နိုင်မှာလဲ။မမေ့ကျမကြီးကို ပြင်းပြင်းရှိတသားမမေ့ကိုပဲကူလုပ်ပေးတာပဲ။အခုပဲမမေ့ CEO ကိုအင်တာထဲမှာတုံရတယ်လေ။တသားကမယွံပါဘူး။မမေ့ကလည်းပြောတယ်။ကုတို့ရတယ်တဲ့။အခုကအင်တာထဲမှာအန်တီဂျီတယောက်နဲ့တွေ့တယ်လေ။သူကဟဲခလေးလေးကငငယ်လေးဘယ်သူဟာလဲတားလို့မိတယ်။ တတကမမေ့ဟာပါခမညာဆိုပြီးဖြေတော့ဟဲလိန်မာလိုက်တာဆိုပြီးတတကမဖို့တရားပေးသွားတယ်အခန်းပြန်ရောက်တော့တတကမမေ့ကိုပေးထားလိုက်တာပေါ့ပြင်းလိုက်တာနှိမ့်လဲဆိုမမေ့ကလည်းအိတ်ဖေဖေကလည်းညာညာဆိုရင်မမေ့နိုးရိုက်ထထပြုစုနေရတော့နှိမ့်လဲဆိုကဒင်လွတ်ရှာပြီးအိတ်တတဖြစ်ပြင်းလိန်နေတာပဲဇုံးမိတ်ပြီးအိတ်ကြည့်တော့လည်းအိတ်မပြောဘူး ဒီချိန်ဆိုเจ้าမှာခေါင်ကြီးတို့ဖိုးသားတို့နဲ့ဘောလုံးကန်ချင်ကန်ဒါမှမဟုတ်အေးဒီတာတို့မေဇွန်ဝင်းတို့နဲ့ကြုံးခုံချင်ခုံဒါမှမဟုတ်ဖိုးပြုံးတို့နဲ့ပေသီးပြစ်ချင်ပြင်။အိုးကစားကြရဲမှာနီးတွေအများကြီးပါပဲ။ခုတော့တာတာတယောက်သေး။တော်ပြီမအိတ်ချင်ဘူး။ကြောဘူးလာပြီ။တာတာကလင်ပေါ်ကအตาလေးရှော့ဆင်းလိုက်တယ်။ဖက်နဲ့စီးတယ်။ရှောက်တယ်လိုက်အောင်မေ။ ရှောက်တာလည်းရတာပါဒီစေးယုံကြီးကစိတ်ညစ်စရာကြီးလေဖြတ်နေတဲ့လူကိုတချမ်းတိမ်နေတဲ့လူဘယ်ဖက်တည်တဲ့လူညာဖက်တည်တဲ့လူစကားမပြောနိုင်တဲ့လူအိုးစုံနေတာပါပဲထူးထူးဆန်းဆန်းလူတယောက်ရှိသေးတယ်လမ်းလျှောက်ရင်နောက်ပြန်ပြန်လဲတဲ့တဲ့တာတာဖြစ်အံ့ရောအန်တီတယောက်ရှိသေးတယ်မျက်နှာကြီးဆူပြီးငိုင်ငိုင်ကြီးထိုင်နေတာသူ့ဘေးကဆွေမျိုးတွေကတမီးလေးရဲ့ ညီမလေးရဲ့မမှတ်မိဘူးလားစကားပြောပါအောင်ဆိုလဲမပြောဘူးဟီဟီရေဆရာကြီးတတအตาလေးလှက်ထွက်ခဲ့တယ်ဟောသူနာပြုတ်ဆရာမတယောက်ကဖိုးသားဖိုးသားဆိုပြီးလက်ရက်ခေါ်နေတယ်တတပြေးသွားလိုက်တယ်သူကသူစားနေတဲ့ပကံထဲကပဲကဲတစ်ခုပေးတယ်သူတို့ကတတကိုချစ်နေတာလေစဲရုံမှာကလေးမှမရှိပဲ။ ပြီးတော့ဖဖေနဲ့မေမေကလည်းသူတို့ကိုအစားအသောက်တွေကျွေးနေကြလေသူတို့ကလည်းတသားကိုကျွေးတာပေါ့တသားပဲကိစားရင်ဝရန်တာမှာရက်နေတယ်တသားရဲ့နားထဲကိုတချင်းတန်တတန်ဝင်လာတယ်တသားလှည့်ကြည့်လိုက်တယ်ဆေးရုံပေါ်မှာထူထူဆန်းဆန်းဘယ်သူကတချင်းဆိုနေတာလဲဟင်းတသားတို့အခန်းပဝကတင်ကဖွားဖွားကြီးကအုတ်ထရံကိုကြောမိထိုင်ပြီးတချင်းဆိုနေတာ တသားကဒီတချင်းကိုရနေတယ်။အဲ့ဒါကြောင့်မို့တာတချင်းမှန်သိနေတာ။သူဆိုနေတာက အော်အော်ကြီးအတန်လည်းမကောင်းဘူး။အေးလေလေဖြစ်နေတဲ့လူပါဆိုမှဘယ်အတန်ကောင်းပါမလဲ။မေမေတော်စကားတွေဝါနေတာဥစ္စာပြောလို့သာပြောရတာတသားတချင်းတမကြတာမေမေစေးုံတက်ကလေးကပဲ။တသားရဲ့အိမ်မှာကတော့ okay ကက်ဆက်ရှိတယ်။ အဖိုးတို့ကအတန်ချက်ဆက်ငှားတာဆိုတော့သူတို့အိမ်ကယူထားတဲ့မိုက်ခရိုဖုန်းအောင်းတစ်လုံးလည်းရှိတယ်။အားအားရှိရင်ဖဖေနဲ့မေမေက တချင်းမဲ့လူဆိုနေကြတာ။ကျမကမျိုးမအတင်သားကြီးရဲ့ညမရှင်ဆိုပြီးမေမေကတိမ်လွှာမမို့လွင်တော့ရဲတပင်တချင်းတို့ဆိုရင်ဖဖေကစောင်းတန်တိတ်မှအိပ်ပါခွဲတို့ပန်းရွယ်ကစိန်တို့ချစ်အရိတ်တို့ လူဆိုတော့တာပါပဲအဲ့ဒီတော့မေမေကအရှုံးပေးရတယ် မေမေကတချင်းသာဆိုတတ်တာအတန်ကတိတ်မကောင်းဘူးဖေဖေက အတန်ကလည်းကောင်းတယ်တချင်းပေါင်းစုံလည်းရတယ်ရမှာပေါ့ဖေဖေကကာရော့အကေစားတော်ဆက်တစ်ခုကဆက်เสียရလေအဲ့ဒီတော့တချင်းစုံရနေတာစမ်းသလားတသားလဲသူတို့ဆိုတဲ့တချင်းတွေနားထောင်ရတာ ਨੇ ဟိုတစားဒီတစားတချင်းစုံရနေတာအခုဖွားဖွားကြီးဆိုတာကဗါတယ်ဒါရီစုံပါပြီမျော်ရင်းကိုလှဲ့မယ် ဝေယံပုံပေါ်မှာနန်းဆောင်တမျှတင်ကရွှေရောင် ထိန်ဝါဝင်းပြောင်နဲ့ဖေဖေတို့ဆွဆွနေတဲ့ရွှေမန်းစီတို့တချင်းလေဒါလည်းတသားကတိနေလို့တာပါဖွားဖွားကြီးဆိုနေတာကဖေဖေဆိုနေတယ်လို့လည်းမကောင်းဘူးဟိဟိဟိုင်းတသားပါဇက်ထဲကပဲဂိတ်တောင်လွတ်ကျသွားမှတက်ပဲអော်လိုက်တာဘယ်သူပါလဲတသားလန့်အောင်သွားတယ်အဖွားကြီး တချင်းကြဆိုနိုင်တယ်သေးပေါက်ချင်တာတော့မပြောထမင်းကသေးတွေရွှဲနေပြန်ပြီအမီနာအမီနာလာစမအောင်အေးညီဖွားကြီးကလောက်ထားပြန်ပြီလဲပေးလိုက်အောင်ဖွားဖွားကြီးကိုစောင်းတဲ့သူနာပြုတ်ဆရာမက အော်နေတာတသားတော့လန့်သွားတယ်ဖွားဖွားကြီးလည်းတချင်းဆိုရက်သွားတယ်တနာပါတယ်မျက်နှာလေးကိုငဲလို့ ူနာပြုဆီယာမနဲ့တန်ရှင်ရဲ့ကလမတို့ကြားမှာကုတ်ကုတ်ကလေးထိုင်လို့တူနာပြုဆီယာမကပါဆက်ကပွတ်စီပွတ်စီပြောနေတယ်။ငငယ်တော့ကအစောတော့ဖြစ်ခဲ့တာတွေအခုချိန်မှသတိရမနေနဲ့။တချင်းတွေလည်းဆိုမနေနဲ့။တေးပေါက်တာတော့မပြောနိုင်ဘူး။တချင်းကြမမိဘူး။ငါနဲ့တော့ဒုက္ခပါပဲ။အဲ့ဒီအကြောင်းကိုတတားကညနေထမင်းစားချိန်မှာဖဖေးကိုပြောပြလိုက်တယ်။ အစိုးရကြီးဆိုလို့ဖဖေကဖဖွားကြီးကိုလှမ်းကြည့်တယ်။မေမေကတော့တနာပါတယ်မောင်ရဲ့အနုပညာပိုးဆိုတာကုံတာမဟုတ်ဘူး။အခုလက်မတန်တဲ့အချိန်မှာကျမတော်စာအရန်ရေးချင်နေတာ။သူ့ခမားစေုံတတသုံးလရှိပြီလို့လည်းကြားရတယ်။ပြင်းရှာမှာပဲလို့ပြောတယ်။အဲဒီလိုနေတော့ဖဖွားကြီးကိုစောင်းနေညဆရာမဝင်လာတယ်။ထမင်းကြိုင်လေးကိုစပွဲခုံပေါ်တင်လိုက်ပြီး ဝနဘာဟင်းလဲဟဲ့လို့ကျွန်တော်ကိုမေးတယ်။ဖေဖေကလာဆရာမငါးကြော်ရီရောစက်သားကြော်ရီရော ချင်းရင်ဟင်းတွေရောရှိတယ်။တခါတည်းဝင်စားလိုက်ပါလားလို့ပြောတယ်။ဆရာမကမစားသေးပါဘူး။ခြံထားလိုက်ပါ။ဒီမှာဖွားဖွားကြီးကသေးပေါက်ထားပြန်ပြီ။လောက်ရမယ်လို့ပြောတယ်။ဖွားဖွားကြီးကတော့အုတ်နေရကိုမှီပြီးငိုင်ငိုင်လေးထိုင်လို့တတကဖေဖေမျက်နှာကိုမော့ကြည့်တယ်။ ဖဖေကဘာမပြောညာမပြောနဲ့ထမင်းဝိုင်းကထသွားပြီးဖဖွားကြီးကတင်နာသွားရတဲ့အဖွားကအဆိုတော်ဆိုဖဖွားကြီးကသူ့ကိုစကားလာပြောတဲ့ဖဖေကို တအံ့တအောမော့ချနေတာအကြကြီးပဲပြီးမှ ဟုတ်တယ်ဟုတ်တယ်လို့လေးလေးကြီးပြောတယ်နာမည်ကဘယ်သူတဲ့တော့ဖဖေကထပ်မေးတော့ဖဖွားကြီးမျက်နှာပေါ်မှာအပြုံးကလေးပေါ်လာတယ်ခင်ခင်များလို့ဖြေတယ် သူနာပြုဆရာမကညားဆရာမမို့လားမသိဘူးတဘောကောင်းကောင်းမို့တင်တင်မြရဲ့အမခင်ခင်မြရတယ်လေလို့ရဲရဲမောမောနဲ့ဖွားဖွားကြီးကိုစနေတယ်ဘဲမဆိုတာလေအဖွားရဲ့လို့ဖဖေကမေးတော့မုံရွာလို့ပြောတယ်ဘာနဲ့ဆိုတာလဲဆိုတော့ဆိုင်းဝိုင်းနဲ့အလှရယ်အလှရယ်လို့ပြောပြီးငြိမ်သွားပြန်ရောသူအရင်တုန်းကတချင်းစုံနေတာတွေကို ပြန်စင်းစားနေသလားမသိဘူး တူနာပြုဆရာမကတနာပါရယ်ကိုရယ်ဘယ်သူမှလည်းလာကြည့်ကြတာမဟုတ်ဘူးစဲယုံတင်ထားတဲ့သားကလည်းနိုင်ငံသားမှတဲ့ချွေးမကတပတ်တခါပတ်စံပေးဖို့လာတာစကားပြောဖို့မရှိဘူးသူ့ဘဝကပြင်းစရာကြီးကျမတို့ကလည်းတာဝန်အရာဝတရားကြည်အောင်လောက်ကင်ပေးရတာသူ့ရင်ထဲမှာဘာဆန္ဒတွေရှိနေမယ်မသိဘူးလို့ပြောတယ်ဖေဖေကကောက်ခငင်းကနဲ့ သူတချင်းဆိုချင်နေတာပြလို့ပြောတယ်။ဆရာမကဘာမှပြန်မပြောပဲပခုံးလေးတွန့်ပြတယ်။အဲ့ဒီညကတတအစောကြီးအိပ်ပြောတယ်။နေ့လေကမအိပ်လို့လားမသိဘူး။ခုနှစ်နာရီလောက်ကလေးကအိပ်ပြောသွားတယ်။ဆူညာဆူညာအတန်တွေကြားလို့တတားနိုးလာတော့တတားနဲ့မျက်နှချင်းဆိုင်နာယီကြီးက၈နာရီခွဲပြနေတယ်။ဘာရီဆူနေတာလဲ။လက်ခုပ်တီးသူကတီးရဲသူကရင် အတန်တွေကြားနေရတယ်။မေမေတောင်မှခါတိုင်းခွေခေါက်အိတ်နေတာဒီနေ့တော့ထိုင်ပြီးရဲမောလို့။တသားနိုးလာပြီလား။ဟိုမှာကြည့်စမ်းပါအောင်လို့ပြောတာနဲ့တသားလည်းအတန်လာရကိုလှည့်ကြည့်လိုက်တယ်။ဟုတ်ဗျာ။ဟိုအစိုးတော်ဖွားဖွားကြီးကလေးမှလူတွေဝိုင်းလို့ပါလား။ဖေဖေကကလေးပေါ်မှာဖွားဖွားကြီးနဲ့ရှင်ပြေးထိုင်လို့။ကလေးနေချင်း၃လယောက်ကလည်းဝိုင်းလို့။ဒူနာပြုတ်ဆရာမနှစ်ယောက်၃ယောက်လည်းတွေ့တယ်။ တသားတော့အခန်းထဲကလူနာကရင်ပေါ်ကလူနာတွေလည်းတရားမှမအိတ်ကြပဲဖဖွားကြီးကရင်ကိုဝိုင်းကြည့်လို့အထူးခြားဆုံးကတော့ဖဖေးနဲ့ဖဖွားကြီးစီကတချင်းတန်တွေထွက်နေတာပါပဲလက်ခတ်တန်လက်ခတ်တန်မာလေးလက်ခတ်တန်လက်ခတ်တန်ကျွန်းပိုသားတောင်းတိုင်းတောင်းတိုင်းကတောင်းတိုင်းကကြားတလေလေဟုတ်ပြီဟုတ်ပြီဘာတဲ့တော့ခင်ခင်မြရတယ်နော် လောက်ပါအောင်နောက်တစ်ပုတ်စုံတွဲလေးတစ်ပုတ်စုံတွဲလေးတစ်ပုတ်ကောင်းလိုက်တာ ဖြောင်းဖြောင်းရွှီအိုးလူရယ်လူရယ်ဖဖေနဲ့ဖဖွားကြီးကိုဝိုင်းပြီးပြောနေကြတာအကုန်လုံးမျက်နှာကပြုံးလို့ရှင်လို့ဖဖေမျက်နှာကလည်းပြုံးလို့အထူးခြားဆုံးကတော့ဖဖွားကြီးရဲ့မျက်နှာပဲပြုံးရွှင်ကြည်လင်နေလိုက်တာနေ့လေကငိုင်နေတဲ့မျက်နှာနဲ့ဆိုတခြားစီပဲ။ ဖဲဖဲလက်ကိုကင်ပြီးတချင်းတွေဆိုလို့တတားဖြစ်ကြည့်ရတာပြောလိုက်တာတတားကမမေကိုမော့ကြည့်ပြီးတားမှန်ပါတယ်နော်မမေလို့ပြောတယ်မမေကတားကိုငုတ်ကြည့်ပြီးတန်တဲ့လက်တစ်ဖက်နဲ့တတားကောင်းလေးကိုပုတ်တယ်ဖွားဖွားကြီးပြောနေလိုက်တာများကွယ်လို့မိမိကသူ့ဘာသာသူပြောသလိုတော်တော်လေးရေရွတ်တယ်။အဲဒီညကဖဖေတို့တချင်းဆိုပြီးလို့လူစုကွဲသွားတဲ့အထိတသားလေးနားထောင်နေမိတယ်။ 9နိုင်ခွဲမှာကဲတော်ပြီစတေ့ရှိုပြီးပြီအစောရလေးခင်ခင်များမောသွားပြီဆိုပြီးဖဖေကပွဲတင်လိုက်တယ်သူတို့ဆိုတဲ့တချင်းတွေကစွတ်စွတ်ပေါင်းအပေါက်20လောက်ရှိလိမ့်မယ်အဓိကကတော့ဖဖေကဆိုတာပါဖဖွားကြီးကတပုတ်တလေလိုက်ဆိုတာဒါပေမဲ့တချင်းစုံနေတဲ့ဖဖွားကြီးရဲ့မျက်နှာဟာကြည်လင်လို့ပြုံးရွှင်လို့ကောင်းကလေးကလည်းမော့လို့ မျက်လုံးလေးတွေကလည်းတောက်ပါလို့ပေါ့အဲရပေါ်ကိုဖဖေကအตาရလှဲချပေးလိုက်တော့ဖဖေလက်ကိုကင်ပြီးမနှက်ပြန်လဲဆိုမယ်လို့ပြောတာတသားကြားလိုက်ရတယ်ဖဖွားကြီးပြောနေတာတသားဝမ်းတာလိုက်တာဖဖွားတချင်းဆိုတတ်တဲ့အကြောင်းဖဖေကိုပြောမိတာတသားမှန်ပါတယ်နော်ဒီလိုနဲ့ဖဖေတို့ညတိုင်းစတေ့ရှိုးထွက်ကြတယ်စေယုံပေါ်မှာဆိုတော့လူတွေကညင်းဝင်နေကြတာမဟုတ်လား ဖေဖေတို့ stage show ကိုတခြားအခန်းကလူနာဆောင်တွေတောင်းလာကြတယ်။မမေကိစ္စတွေနဲ့ဖေဖေမအားရင်ခုနှစ်နာရီခွဲလောက်ဆိုဖွားဖွားကြီးကလှမ်းခေါ်ပြီ။ဒါမှမဟုတ်အုံနောက်မှာအကျိတ်ဖြစ်နေတဲ့ပညာရေးမှုကကိုသေးမစသေးဘူးလားဗျာလို့ပြောပြီးခဏနေလို့ဖေဖေတို့ဆိုကြရင်လူတွေအုံပြီးဖေဖေတို့ပြီးသွားမှလူစု꿰သွားကြတာ။ဖွားဖွားကြီးဟာပျော်ရွှင်လာတဲ့အပြင်ကြားမရေးလဲတိုးတက်လာတယ်။လန်းလန်းဆန်းဆန်းလည်းဖြစ်လာတယ်။ တခါတလေနှိပ်ပိုင်းမှာတော့စိတ်ကြည်ကြည်လင်လင်နဲ့တချင်းတွေဆုံနေတာတွေ့ရတယ်။တစားတစားနဲ့အချိန်တွေကုန်လာတယ်။မေမေနဲ့မနေ့ဖန်ခါဆိုရင်စေးယုံကဆင်းရတော့မယ်။တသားတို့ကမန္တလေးထိပြန်ရမှာလေ။မေမေကတော့တသားကိုကြည့်ပြီးငါသားလေးနဲ့ကြောင်းပြက်လှပြီ။စေးယုံပေါ်မှာမို့ဖြူပွေးတန့်စင်နေတာ။ကြောင်းမှာဆိုရင်ဆော့လိုက်တာမဲမောင်ညက်ပတ်နေတာပဲ။လို့ပြောနေတယ်။ ဘာပဲပြောပြောတသားចောင်းပြန်တက်ရမှာပြောတယ်။မန္တလေးပြန်ရမှာလဲပြောတယ်။အဲ့ဒီနေညာကဖဖေကဖွားဖွားကြီးကိုကျွန်တော်တို့မနေ့ပြန်ပြန်တော့မယ်လို့အမှတ်တမဲ့ပြောလိုက်တယ်။ဖွားဖွားကြီးလေចောင်းចောင်းကြီးဖြစ်သွားလိုက်တာ။ဖဖေကိုတအံ့တော်ဆိုက်ကြည့်ပြီးမျက်ရည်တွေလဲလာတယ်။မပြန်နဲ့မပြန်နဲ့လို့အတန်အော်ကြီးနဲ့ပြောတယ်။မျက်ရည်တွေလည်းချက်ချင်းလဲလာပြီးတပေါက်ပေါက်ကျလာတယ်။ဖွားဖွားကြီးငုံနေပြီ။ ဒီလောက်ဖြစ်မယ်မထင်ထားလို့ဖေဖေလက်စိတ်ထိခိုက်ပြီးငိုင်နေတယ်။မပြန်နဲ့မပြန်နဲ့လို့လဲထပ်တလဲလဲပြောနေတယ်။အင်းပါအင်းပါမပြန်ပါဘူးလို့ဖေဖေက ပြောရတယ်။အဲ့ဒီညကဖွားဖွားကြီးအိတ်သွားတော့ပညာရည်မှုကကိုထေခမားပြန်သွားရင် အဖွားကြီးတော့ဒုက္ခပါပဲဗျာ။တို့ခင်ဗျာစကားပြောဖို့မရှိနေရကပျော်ရွှင်လာပြီးမှလို့ပြောတယ်ဖေဖေလဲငိုင်နေတယ် ဒီလိုနဲ့သားရပြန်မဲ့အချိန်ကိုရောက်လာတယ်။ဖဖွားကြီးကအိတ်နေတယ်။နေဆရာမကဝတ္ထုဖတ်နေတယ်။သားတို့ကဘူတာယုံပုတ်ပေးမဲ့အန်တီတို့ကလည်းအောက်မှရောက်နေပြီ။သားတို့လည်းအဝတ်အစားတွေလဲပြီးပြီ။မမေတငယ်ချင်းဒေါက်တာအန်တီကမမေကိုသွေးချိန်ပေးပြီးသွေးကြဆေးတိုက်ထားတယ်။မမေကရထားစီးပြီးပြန်ရမှကြောက်လို့တဲ့။ သားတော့အထုပ်အပိုးတွေကိုဖဖေနဲ့အန်တီတွေကားထဲကိုတစ်ခေါက်ပြီးတစ်ခေါက်တည့်ချကြတယ်။နောက်ဆုံးဘာပစ္စည်းမှမရှိတော့ပဲမမေပဲကြံတော့တယ်။မမေကိုဖဖေနဲ့အန်တီကတွေ့ရမှလေ။တသားကလည်းမမေနာမှာရက်လို့ပေါ့။မမေကခြေတောင်းမှမတတ်ပဲ။တလှမ်းချင်းလှမ်းပြီးအခန်းထဲကထွက်ရတယ်။အခန်းဖော်တွေလည်းနှုတ်ဆက်ပြီးပြီးတဖြည်းဖြည်းနဲ့သားတို့ဖွားဖွားကြီးကလေးနားကိုရောက်လာတယ်။ မမေကခြေထောက်တစ်ချက်ချော်သွားတယ်။အားလို့អော်လိုက်တယ်။ဝိုင်းကြည့်နေကြတဲ့သူတွေက"အိုးဖြစ်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 "လို့ဝိုင်းပြောကြတယ်။မမေကရှုံးမဲ့ပြီးအန်ကျိတ်ပြီးဆက်လျှောက်တယ်။ဖေဖေကဘေးကတွဲလို့ပေါ့။အဲ့ဒီအချိန်မှာမမျှော်လင့်ပဲဖဖွားကြည့်နိုးလာတယ်။သူ့ကလေးနားမှာရောက်နေတဲ့အန်တီမမေဖေဖေတသားတို့ကိုစိုက်ကြည့်တယ်။ပြီးတော့မမေကလေးကိုလှမ်းကြည့်တယ်။ မမေကလေးမှာဘာပစ္စည်းမှမရှိတော့ဘူးလေအခြေအနေကိုချက်ချင်းနားလဲသွားပုံရတဲ့ဖွားဖွားကြီးဟာငောက်ခနဲထထိုင်လိုက်တယ်။ဂရင်ပေါ်ကနေကုန်းပြီးဖဖေလက်မောင်းကိုဆွဲလို့မပြန်ပါနဲ့မပြန်ပါနဲ့လို့အတန်နဲ့ကြီးနဲ့អော်တော့တာပဲ။အားလုံးအာအာတင်သွားကြတယ်။အခြေအနေကိုလုံးဝနားမလဲတဲ့နေဆရာမဟာဝိတုစာအုပ်ကိုဒေါတာကြီးလှချပြီးဖဖေလက်မောင်းကိုဆွဲထားတဲ့ဖွားဖွားကြီးရဲ့လက်ကိုဖယ်ပြတယ်။ အဖွားကြီးဘာလို့တာလဲလို့ဒေါသတကြီးអော်တယ်။ဆရာမလောက်အားမရှိရှာတဲ့ဖွားဖွားကြီးဟာ လက်ကိုလှုပ်ပြီးအိယာပေါ်ကိုဖင်တန်ရဲ့ကြာသွားတယ်။မပြန်ပါနဲ့မပြန်ပါနဲ့ဆိုတဲ့ငိုတန်ပါကြီးကိုတော့တတားကဆက်ကြားနေရတုံးပဲ။ဖေဖေနဲ့မေမေလည်းကြောင်ပြီးရက်နေကြတာ။ပညာရေးမှူးကြီးကတော်တော်ကိုသေးသွားရထားနောက်ကြနေမယ်။ကျွန်တော်တို့ချော့ထားလိုက်မယ်လို့ပြောတယ်။ ဖွားဖွားကြီးကတော့ရှာကြီးတငယ်ငုံနေပြီ။သူ့ငိုတန်တွင်နဲ့သူနာပြုဆရာမတွေရဲ့စူတန်ပူတန်တွေရောပြီးကြားနေရတယ်။တတားလဲငိုချင်နေပြီ။ဖဖေမျက်နှာလဲအကြီးအကျယ်ပြက်နေတယ်။ဖဖေနဲ့မေမေကတရွေ့ရွေ့ဆက်လျှောက်သွားကြပြီ။တတားကကြောင်ပြီးရက်နေတုံးရှိသေး။ဒါပေမဲ့တတားဘယ်လောက်ထိရက်နေနိုင်မှာလဲ။တတားဖဖေနဲ့မေမေနောက်ကိုလိုက်ရမှာ။အချိန်တိုင်းအိမ်ပြန်ရမှာလေ။ ဖွားဖွားကြီးခမညာမှာတော့ရှာကြီးတငင်ကိုရင်းနဲ့မပြတ်မာနဲ့မပြတ်မာနဲ့လို့ပလုံးပထွေးပြောနေတော့ရှိသေးတယ်။တကယ်တမ်းလူတယောက်ကိုအဆအဆမကူညီနိုင်ဘဲနဲ့ခဏလေးစိတ်သက်သာရရအောင်ဆောင်ရွက်ပေးခဲ့တာ။အခုလိုခွဲခွာရတော့သူ့အတွက်ပို့ပြီးဆွဆွရွရွခန်းစားရအောင် လုပ်လိုက်တယ်လို့ပဲ။တတာဖွားဖွားကြီးတချင်းဆိုတတ်တာဖဖေးကိုပြောခဲ့မိလို့တတာမှန်နဲ့ထင်နေတာ။ဘယ်မှာမှန်လို့လဲ။အဲ့ဒါအမား တတရဲ့အမဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစားရဆရာမရင်ရင်တို့မန္တလေးရေးသားထားတဲ့အမားဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်